အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့စက်တင်ဘာလ30ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆော်ရမူလဝတ္တခံမှတ်ချက်တွေနဲ့အရေးပေါ်တတိပိချက်တွေကိုတင်ဆက်ပေးပါတော့မယ်ဒီကနေ့မနက်9:30မိနစ်ချိန်မှာသခိုင်းတိုင်းဖောက်ပြင်းမျိုးရဲ့အရှိအရှိတောက်ပွဲ14မိုင်ခန့်အကွာကိုဗဟိုပြုပြီးအင်အားလေးတသမကိုရက်ချက်တာစကေးအဆင့်ရှိတဲ့အင်အားနှဲငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်တောက်ပြုတ်ပင်လယ်မှာအခြေပြုဖြစ်ပေါ်ခဲ့တဲ့ဘူးလိုက်မုန်တိုင်းဟာလည်းအင်အားရွာကြကပြက်ပြဲသွားပြီးသူ့ရဲ့အကျဉ်းချက်နေဟာလေဝေလိုင်းအဖြစ်နဲ့ရှမ်းကရင်ပြည် နေပြီးတော့မန္တလေးတိုင်းနဲ့မကွေတိုင်းတွင်းကိုဖြစ်ကြုံဝင်ရောက်လာမှာဖြစ်ပါတယ်။ဒီကနေ့တော့မွေးရသုံးမှုခန့်မှန်ချက်တွေကတော့ကရင်နီ၊ရှမ်းပြည်၊ရခိုင်ပြည်၊ကရင်မွန်းတနင်္သာရီတိုင်းမန္တလေးတိုင်းနေပြီးတော့မကွေတိုင်းပဲခူးတိုင်းအေရဝတီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာကွက်ပြီးမူကြီးနိုင်ပါတယ်။ရှမ်းနဲ့ချင်းပြည်တို့မှာတော့နေရာဆက်ဆက်မူရနိုင်ပြီးကချင်နဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာကျကျမူရနိုင်ပါတယ်။ဒေသလိုက်အထူးခံမှန်ချက်တွေအနေနဲ့မိုင်းရောက်ရက်ဆောက်လာရှိုးမိုးကုတ်မတူပြီး စစ်တွေမြေပုံနဲ့ကြောက်ဖြူမြို့နယ်တွေမှာမိုးသေးထန်လာပြီးအင်းလေးဒေသအောက်ပန်းဖဲခုံမိုးပြင်းနယ်ဖရူဆိုမြို့တွေမှာမိုးများနိုင်ပါရဲ့ရှင်။မြေကြီးမှုသတိပေးချက်တွေအနေနဲ့စစ်တောင်မြေဟာဆက်လက်မြင့်တက်နေပြီးအရေးပေါ်အခြေအနေကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။စစ်တောင်မြေရေဟာလည်းတောင်ကုန်မြို့ရဲ့ဆိုးရည်ရေမှန်ထပ်ပေဝါခန့်ကျော်လွန်နေပြီးနောက်တစ်ရက်အတွင်းမှာနောက်ထပ်ပေဝါခန့်ထိမြင့်တက်နိုင်ပါတယ်။မနောက်မြို့မှာလည်းစစ်တောင်မြေရေဟာဆိုးရည်ရေမှန်ထပ်တပေခန့်တိကျော်လွန်နေပါတယ်။ဒါကြောင့်မြေကံမှနေနေထိုင်သူတွေအတွက်ကြိုတင်ရွှေ့ပြောင်းမှုတွေလှုပ်ဆောင်ထားဖို့ကြံပြုလိုပါတယ်ရှင်။ ပင်လယ်ပြင်ခရီးသွားတဲ့နယ်ကနေကံဝေးရေလုတ်သားတွေအတွက်ကတော့မြို့ဝကျောဘမော်တမာခွေမွန်တနင်္သာရေကံယူတန်းနဲ့ကံလွန်ပင်လယ်ပြင်မှာတနအီ35မိုင်ထိလေပြင်တိုက်ခတ်နိုင်ပြီးလှိုင်းအမြင့်ပေ10ပေကနေ12ပေထိရှိနိုင်ပါတယ်။ရခိုင်ကံယူတန်းနဲ့ကံလွန်ပင်လယ်ပြင်မှာတော့လှိုင်းအမြင့်ပေ10ပေကနေ10ပေခန့်ထိရှိနိုင်ပါတယ်။ပင်လယ်ပြင်တွင်မိုးလေဝသဖြစ်စဉ်တွေပြောင်းလဲများတဲ့ရက်ပိုင်းဖြစ်တာကြောင့်သတိပြုသွားလာကြပါလို့တိုက်တွန်းအပ်ပါတယ်ရှင်။ CG platform ရဲ့မူလဝေဒါခံမှတ်ချက်တည်ရင်းမှာဒေတာအလိုက်လာရောက်မြင်မြင်ထားကြတဲ့မိကုန်းတွေအတွက်ဒီကနေ့မှာမူပြည်တထုံမြို့နယ်အတွင်းမှာတော့မိုးနှင်းငယ်ကနေတင်းတင်းရွာနိုင်ပါတယ်။ကျွန်းသားရငွေတောင်ရင်စရဲ့ကြေးရွာတွေမှာလည်းမိုးနှင်းငယ်ကနေမိုးမြနိုင်ပါတယ်ရှင်။ EOD တိုင်းတွင်းကပန်းတနော်နဲ့ကြောက်ကုန်းမြို့တွေမှာလည်းမိုးနှင်းငယ်ရွာသွန်းနိုင်ပါတယ်လို့အကြောင်းပြန်ကြားပါတယ်ရှင်။မူလဝေဒါဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနိုင်တာကြောင့်ကျမတို့ CG platform ရဲ့နောက်ဆုံးရမူလဝေဒါခံမှတ်ချက်တည်ရင်းတွေကိုဆက်လက်စောင့်ကြည့်ပေးကြဖို့ကိုလည်းမြစ်တိုင်ရဲခံပါတယ်။ CT platform ရဲ့မူလမတခံမှန်ချက်တွေကိုနားဆင်ကြည့်ရှုဝေခဲ့ကြသူအလုံးတဘာဝဘေးစစ်ဗီဒီကနေကင်းဝေးပါစေလို့ကျမစင်တီကဆုတောင်းပေးပါရရှင်။မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မူလမတနဲ့ရည်သည့်ဥတုဖြစ်စဉ်တွေကိုလည်းကိုမမမျှဝေရေးသားခဲ့ကြပါအောင်ရှင်။